အန်ဒလင်းတိုင်းတွင်ကငလင်းတန်းခံခဲ့ရတဲ့စင်ကူးမြို့နယ်ရဲ့ကိုမတ်လ31ရက်နေ့ညနေပိုင်းကစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံပြည်သူတို့ချို့ထိခိုက်ဒဏ်ရာရရှိကာလူနေအိမ်တွေလည်းမီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါရယ်စင်ကူးမြို့နယ်ကလက်ပံလာရွာကိုဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲသွားပြီးနေအိမ်တွေမီးလောင်နေကာဒဏ်ရာရရှိတဲ့သူတွေလည်းရှိရလို့ကင်းထောင်မြေပြင်သတင်းမှပြန်ကြားရေးစင်ကူးရဲ့တာဝန်ရှိသူတို့ကပြောပါရယ် စစ်ကူးမြို့နယ်ကလက်ပံလာကျေးရွာကိုစစ်ကောင်စီတပ်ကခုနှစ်မတ်လအတွင်းမှာ၄ချိန်မြောက်ဖြစ်လေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ငလင်တကြောင်လက်ပံလာရွာထဲမှာရှာဖွေကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပြီးအခုထပ်မံဗုဒ္ဓတ်ကျဲခံရတာဖြစ်ပါတယ်။မတ်လအတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လက်ပံလာရွာသား၄၀ဝန်းကျင်တေဆုံးခဲ့ရတယ်လို့စစ်ကူးမြို့နယ်ပကပပြန်ကြားရေးတာဝန်ခံကိုတမ်မနီက DPP ကိုပြောပါတယ်။ လက်ပံလာကြေးရွာဟာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDM နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့2024ခုနှစ်နှစ်လယ်ပိုင်းမှာတိမ့်ပိုက်ရရှိထားပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်ဖက်ကလည်းလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်လှုပ်ဆောင်နေရလဲဖြစ်ပါရဲ့ရှင် မန္တလေးတိုင်းစင်ကူးမြို့နယ်ထဲမှာမတ်လ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ကပ်သွားတဲ့ငလင်တန်းကြောင့်ရွှေလှုပ်ကပ်အတွင်းကရွှေရင်းပြိုကျခဲ့ပြီးရွှေရင်းလုံသား28ဦးသေဆုံးခဲ့တာ၅ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့ကုညီဆောင်ရပေးနေသူတွေကပြောပါရတယ်။စင်ကူးမြို့နယ်ထဲကအင်းတော်ရွှေလှုပ်ကပ်ထဲမှာပိတ်မိနေသူ၅ဦးကိုကယ်တင်နိုင်ခဲ့ပေမဲ့ရွှေရင်းလုံသား28ဦးအသက်ဆုံးရှုံးခဲ့တယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့လက်ပံလာရဲ့တာဝန်ရှိသူကပြောပါရတယ်။ အခုကဲတင်နိုင်ခဲ့သူ၅ဦးကိုလည်းရွှေတွင်းပြိုကျပြီးချိန်ကနေ65နိုင်ကျော်မှကဲတင်နိုင်ခဲ့ပြီးလက်ရှိ28လောင်းတွေ့ထားတာပါတွင်ထဲမှာအသက်ရှင်သူတွေရှိနိုင်သေးလို့ရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့အင်အားပြင်းကလေးတန်းကြောင့်စင်ကူးမြို့နယ်ထဲမှာတည်ဆုံသူ90ကျော်ထိရှိလာနေပြီဖြစ်တယ်လို့လည်းကုညီဆောင်ရွက်ပေးနေသူတွေစီကနေတစင်သိရပါရယ်ရှင် စကိုင်းလေးကျွတ်မြေအုပ်ချောင်းရင်ကျေးလိမ္မာတင်တန်းတက်နေတဲ့ကလေးငယ်တွေပြိမိနေပြီးကယ်ဆယ်ရေးအတွက်ကူညီလိုအပ်နေကြပါတယ်ဟန်နာပေးပို့ထားပါတယ်ရှင်စကိုင်းမြို့စကိုင်းတောင်ချိန်မှာရှိတဲ့ရင်ကျေးလိမ္မာတင်တန်းချောင်းဖွင့်လှစ်ထားတဲ့လေးကျွတ်မြေအုပ်ချောင်းတုံးသက်ဆောင်ငလင်းချောင်းပြိုကျခဲ့ပြီးရင်ကျေးလိမ္မာတင်တန်းချောင်းတက်ရောက်နေတဲ့ကလေးတွေပြိမိနေတဲ့အတွက်ကယ်ဆယ်ရေးကူညီတွေလိုအပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်အစ္စရိုင်းတောင်အရီဘောစင်လာလေးပြည့်ပြီးအပေါ်တဲတဲမှာရှိတဲ့အဲအုပ်ချောင်းမှာအခုဖွင့်ထားတဲ့ရင်ကြီးလေးမှာတင်တဲ့ အဲ့ပင်ထဲမှာလေ drone ကလီ drone ကပြင်းမိနေရတော့ပြောတယ်အဲ့ဒီဒီချင်းကြီးမှာတင်းနေကျတော့စကိုင်းအားဒုက္ခကြီးရဲ့ပြင်းနာမှာဖွင့်ထားတယ်လေးကျုံရဲ့အုတ်ချောင်းကဖုန်ကြီးဖွင့်ထားတာသုံးနှစ်တိုင်တယ်အဲ့မှာစီပီရှောင်းနေရောရှိတယ်ကလီတွေရော ရောက်လေးသေး30 30လေးသေးလောက်ရှိတယ်သူတို့ကအကုန်ပြင်းမိနေတာအဲ့ဒုက္ခကြီးရဲ့ကေတာကိုသူတို့မရဘူးပြောတယ်အမေလေဆိုတော့အဲ့ဒီဟိုကဖြစ်နေတဲ့အချိန်သူတို့ ကျင်းပနေတဲ့အချိန်မှာပြိုကျသွားတာလေပြိုကျသွားတာအဲသုံးသက်ဆောင်အသည်ကြီးကလုံအောင်ပြိုကျသွားတာအဲဒီထဲမှာမြင်းချင်းမှုတင်တန်ဖွင့်နေတာဆိုတော့ကလေးလေးအကုန်ပါသွားတယ်မပိတ်မိနေတူမြများသူတို့ကိုယ်တိုင်ထုတ်တာကိုမရဘူးလေအပေါင်းနဲ့တော့ထွက်နေပြီတဲ့ဟုတ်လားအဲ့ဒီမှာကပုံစိုးလာတာအဲဆွေးဆောင်ရောနားစီရယ်အဲ့ဒီဘောဒရိုင်းချပါနေရတယ်ဒီအဲ့အဲ့ဆူဆောင်ရအဖုန်းကြောင်းပါလေအဲ့ပုတ်ချောင်းတိတိအဖုန်းကြောင်းပါစီစားသေးတာ အဖုံးရောက်ပါလာကြတယ်သူကလည်းဒီလိုလူလေးတွေအပြီးပြီးတယ်။ကျောင်းအတွင်းမှာပြိမိနေတဲ့ကလေးငယ်အကြီးအတွက်ကိုတော့ TVB အနေနဲ့အတိအကျအတိမပြုံနိုင်သေးပါဘူး။နေရာဒီရောက်တိုင်းအုပ်ချောင်းဆရာတော်ကဦးစီးပြီးရင်ကျေးလိမ်မှာတင်တန်းဖွင့်လှစ်တာဖြစ်ပြီးအပြင်ငလင်လှုပ်ချိန်မှာကလေး၅ယောက်လောက်ကြာချွတ်ပြေးလွမြောက်ခဲ့တယ်လို့မြို့ခံတွေစီကတီးရပါတယ်။အုပ်ချောင်းနေရာဒီဆိုရင်အဲဒီအုပ်ချောင်းဆရာတော်ဖျားကြီးရောက်ဦးစီးပြီးတော့အဲဒီရင်ကျေးလိမ်မှာတင်တန်းပို့ချတာကွာအဲဒီအသက်ဆောက်တဲ့ တုံးတဲ့ចောင်းဆောင်ရင်အောက်ဆုံးတက်မှာအမြဲတမ်းကျင်ပါတာဒီနေ့လဲကလေးတွေကပြီးကြတဲ့20ကျော်လောက်ခရမှာចောင်းပိတ်ပြီဆိုတော့ရင်ကျေးလေးမှာတိမ်မှန်းရှင်းပါနေမှာပေါ့အဲပြင်းရဆိုတော့အဲဒီရိုနေလေတင်ကြားနေတဲ့ချိန်ပြူကြလာဆိုတော့ကျတော့ဒီ20ကျော်လောက်ပဲပြီးနိုင်နေတဲ့ကျန်တာတွေအားလုံးကတော့ပိတ်မိနေတာပေါ့အဲဒီစာချကိုတော်တွေပါလာမပါလာတော့ခုထိသေးချာမသိဘူးကွာအဲဒီចောင်းတိုင်းဆရာတော့ဓမ္မပီရလဲပါလာမပါလာသိချာမသိဘူးအဲ့ဒီလေးကျွန်းမြေအုတ်တောင်ပြူကြပစ္စည်းတဲ့နေရာကို ငလင်လုတ်ပြီး၃ရက်အကြာမတ်လ31ရက်နေ့မှာစကိုင်းမြို့နယ်မီသက်စခန်းရှာဖွဲကေဆေးရီတပ်ဖွဲ့ဝင်တွေကကွန်ကြီးကေဆေးရီဆောင်ရွက်နေပြီလို့မြန်မာနိုင်ငံမီသက်တပ်ဖွဲ့ဌာနချုပ်ကထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုကလုတ်ခတ်ခဲ့တဲ့ပြင်အား9.9ခုနှစ်ရစ်ချတာစကေးရှိအင်အားပြင်းငလင်ကြောင်းစကိုင်းမြို့ကနေနေအိမ်အဆောက်အဦ80ရာခိုင်နှုန်းထိခိုက်ပျက်စီးသွားပြီးတေဆုံးသူနဲ့ပျောက်ဆုံးသူထောင်နဲ့ချီရှိနေတာကြောင့်ကွန်ကြီးကေဆေးရီတွေလိုအပ်နေပါတယ်။ ဂလင်တန်တင်ခဲ့တဲ့စကိုင်းမြို့မှာမတ်လ30ရက်နေ့ကရှာဖွေကစေရေးလှူဆောင်ခဲ့ရမှာ38ယောက်ကိုအသက်ရှင်လက်ကထုံနိုင်ခဲ့ပြီးတိဆုံးသူ88ယောက်တို့ရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ရလို့စစ်ကောင်စီကမတ်လ30ရက်နေ့မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။ကျွန်မဟန္နာပါ။မန္တလေးတိုင်းကငလင်ဘေးတင်ဒေသတွေမှာပျက်စီးသွားတဲ့လျက်စစ်မီးတအားပေးစက်ရုံတွေကိုပြုပြင်ဖို့အတွက် ARD တိုင်းကလျက်စစ်ကြွမ်းကျင်ဝန်ထမ်းအယောက်90တွားရောက်နေရလို့လျက်စစ်ဝန်ထမ်းတွေကပြောပါတယ်။ အေရီတိုင်းကနေကလင်တန်းသစ်မန္တလေးမှာပြက်စီးသွားတဲ့ဓာတ်အားလိုက်နဲ့ခွဲယုံတွေပြန်လဲပြုပြင်ပြီးဓာတ်အားစနစ်ချိတ်ကဖျက်ဝေနိုင်မှုအတွက်စစ်ကောက်စီခံတိုင်းဝန်ကြီးချုပ်ရဲ့လမ်းညွန်ချက်နဲ့ကျွမ်းကျင်လျှက်စစ်ဝန်ထမ်းအယောက်90ဟာမတ်လ30ရက်နေ့ကစတင်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။ကလင်တန်းကြောင့်ရုံရင်းပြက်စီးသွားတဲ့လျှက်စစ်ဓာတ်ပေးဆက်ယုံတွေဓာတ်အားလိုင်းခွဲတွေနဲ့ ဓာတ်ကြိုးတွေကိုစနစ်တကျပြန်လည်ရှင်းလင်းပြုပြင်ဖို့အတွက်ဖြာပုံနဲ့ပတိမ်မှာရှိတဲ့လျက်စစ်အင်ဂျင်နီယာရုံးတွေကကျွမ်းကျင်လျက်စစ်ဝန်ထမ်းတွေတားရောက်တာလို့လျက်စစ်ဝန်ထမ်းတယောက်ကပြောပါရယ်မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင်းမန္တလေးတိုင်းမှာမက်စလာ31ရက်ထိလျက်စစ်မီးပြတ်တောက်နေပြီးရှာဖွေကယ်ဆယ်လုပ်ငန်းတွေကိုဓမီတွေနဲ့မီးစက်တွေအုံပြုကလောက်ကင်နေရတယ်လို့ကယ်ဆယ်အဖွဲ့တွေရဲ့ပြောပြချက်အရသိရပါရယ်ရှင် ငလင်ကြောက်တော်ဆန်းစုကြည်အန်ရဲကင်းကြောင်တရင်တွေထွက်ပေါ်နေပေမဲ့စစ်ကောက်စီဘက်ကအတီးပြူပြောကြတာမျိုးမရှိတာဟာမျိုးသားမှုဖြစ်တယ်လို့လေးလာသူတွေကမှတ်ချက်ပေးပါတယ်ဒီသတင်းကိုတူတာချန်တာပေးပို့ထားပါတယ်ရှင် မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးဟာနိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကိုထိန်းသိမ်းထားတဲ့နေပြည်တော်မှာလည်းကြီးမားတဲ့တရားမှုရှိခဲ့တာပါ။ငလင်လှုပ်ပြီးနောက်တောင်ဆန်းစုကြည်အနေနဲ့ကင်းကြောင်းသတင်းတချို့ထွက်ပေါ်ခဲ့ပြီးတာဖြစ်သူ Kim Eric ကလည်းအလားတူသတင်းရထားတယ်လို့ပြောဆိုခဲ့ပါတယ်။လက်တွေ့မြေပြင်ခြေနေရနှိစက်သူတွေကိုစုံစမ်းကြည့်ရမှာတော့တောင်ဆန်းစုကြည်အနေနဲ့ကင်းလျက်ရှိနေကြောင်းခိုင်လုံတဲ့သတင်းအချက်အလက်မရကြတာကိုတွေ့ရပါတယ်။အနေနဲ့တော့ကင်းနေလို့တော့ကြားပါတယ်။ ခက်တာဗျာဒီနောက်ပိုင်းကကြအပြစ်ဆောင်တိုင်းဝိုင်းကလည်းတရင်ကြီးမပေးတော့ဘူးမိလည်းမပြေတော့ဘူးသူတို့သူတို့လည်းကြက်ထားတယ်နဲ့သူတွေကြည့်နေတဲ့လူတွေကလူမှုတွေကစထောင်းမင်းတွေကကျွန်တော်တပည့်တွေပဲလေဒါပေမဲ့သူတို့လည်းမကြိုးကြတော့ဘူးအဲ့တော့ကျွန်တော်တရင်နေနေဆက်ပြတ်တယ်တိရတလောက်ကတော့အန်ရပြင်းလို့တော့ပြောပါတယ်ကျွန်တော်တို့တိထားတာတော့အဲ့ဒုတိယဝန်ကြီးတယောက်နေတဲ့အိမ်မှာလို့ပြောတယ်အတင်းထောင်ထဲမှာတော့မဟုတ်ဘူးတိကြလေးထားထားတယ်လို့ပြောပါတယ်သင်္ဘောတွေ့ဆုံဝင်ရတော့မပြင်းရှေ့နေနေတော့မပြင်းအားပြောင်းနေနေတော့ဒါသူဒီလိုပဲလုပ်ရမှာပဲဒီ ဒါတော့တူလေတူလို့ရမယ်လို့လို့တာပေါ့ဒီကျွန်တော်တို့ကတော့ဘာမှအဲ့ဒါနဲ့ပတ်သက်လို့တော့မှတ်ချက်မရှိဘူးပေါ့နော်ဆရာနာသိန်းသာသာမစစ်ကောင်စီကဒေါ်ဆန်းစုကြည်ကိုနေအကျေချုပ်ထားခဲ့ပေမဲ့နောက်ပိုင်းမှာနေပြီးတော့အချုပ်ထောင်ကိုပြောင်းရွှေ့ထင်းသိမ်းခဲ့တာပါအဲ့ဒီနောက်ပိုင်းမှာဒုတိယဝန်ကြီးအစင်းနေတခုကိုပြန်လဲပြောင်းရွှေ့ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့အဲ့ဒါကလည်းခိုင်လုံတဲ့သတင်းမဟုတ်ခဲ့ပါဘူးမက်ချလာ၂၈ရက်နေ့ငလင်လုတ်ပြီးချိန်မှာလဲဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံခေါင်းဆောင်တွေနိုင်ငံရေးကျင်းသားတွေရဲ့အခြေအနေတွေကိုသတင်းထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး ကျွန်တော်တို့ကလေးကြီးတော့ဘာမှမကြားသလိုပါ။နီးစက်တဲ့ဒီလိုမျိုးကကျွန်တော်အလန်တသိနေတဲ့လောက်တင်ရမေးရလိုပါ။ဘာမှကိုမသိရဘူးကျွန်တော်လည်းခုဒီနေ့နေပြီးရင်ပြန်ဆက်ပါမယ်။ပြန်ပြောပါမယ်။ကျွန်တော်ပြန်နေတာပါအောင်မယ်။ ဒေါ်ဆန်းစုကြည်ဟာ2022ဒီဇင်ဘာလမှာရှင်းနေဖွယ်နဲ့နောက်ဆုံးတွေ့ဆုံခွင့်ရခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီကသတင်းအမှောင်ချပြီးပြင်ပနဲ့ဆက်သွယ်ဖြတ်ထားခဲ့ပါတယ်။လက်တလောအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီသတင်းပြန်ကြားရေးတောင်းငံဗိုလ်ချုပ်စောမင်းထွန်းကိုဆက်သွယ်မေးမြန်းမှုစူးစမ်းခဲ့ပေမဲ့ပြန်လည်တုံ့ပြန်ဖြေကြားမှုမရှိခဲ့ပါဘူး။ ဒေါန်ဆန်းစုကြည်အပေါ်မှာအညိုအတင်းနဲ့ပြန်မေးဆွဲထားတဲ့ဒီဇိုင်းကလုပ်ထားတယ်လို့ကျွန်တော်တို့ကအဲ့လိုချွတ်မြင်သုံးသပ်တယ်။ကျမ်းပဲဆက်ကဆန်းဘက်ကသူဖမ်းထားတဲ့အတွက်ကြောင့်မို့လို့သူ့မှာအဖြစ်အပျက်တောင်းရှိတယ်။ဒီလိုမျိုးနိုင်ငံကောင်းဆောင်တရားကိုပုံမှန်ပေါင်းပြောင်းများစွာတတ်တယ်။ တက်ပြီးတော့သူထောင်ချတယ်။ထောင်စားကိစ္စနဲ့ပတ်သက်လို့လုံးဝကိုနည်းနည်းလေးကပြစ်လုတ်ထားတယ်။ငလင်လုတ်တယ်ပေါ့နော်။နေပြည်တော်မှာလည်းအသေးပြောက်ရမ်းများတယ်ဗျ။တိုးတော်ညာလည်းအခုချိန်ထိတရေအမောင်ချထားတာကူကကိုမယိုးသားဘူးလို့ကျွန်တော်တို့ကရှုမြင်သုံးသပ်တယ်။ကျွန်တော်တို့မျက်ပွဲမှာမိမိကျော်ငါးနှစ်အတွင်းရောက်လာပြီ။အလွန်မင်းဆုံးရမကင်းဖြစ်တယ်။ထောင်နေမှာလည်းအထူးသဖြင့်တော့ရမဲင်းထောင်နဲ့နေပြည်တော်အချုပ်ထောင်နဲ့အိုးဘူထောင်ကိုကျွန်တော်တို့ကအလွန်တရာမှဆုံးရမကင်းဖြစ် အသက်80ပြည့်တော်မဲ့ဒေါအောင်ဆန်းစုကြည်ဟာစစ်ကောင်စီလက်အောက်မှာထောင်ဒဏ်29နှစ်ကြာခံနေရတာဖြစ်ပြီးလုံလောက်တဲ့ကျန်းမာရေးဆောင်ရှောက်မှုရမရမတည်ကြတဲ့အခြေအနေမှာရှိနေတာပါနိုင်ငံတကာကဒေါအောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရေးဒါမှမဟုတ်တွဲဆောင်ဝင်ရရေးတို့အတွက်အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီကခွင့်မပြုဘဲလိလိဝရှုထားခဲ့ပါတယ်ကျွန်တော်တုဒချမ်းသာပါ ရုတ်နိုင်ငံတဲဟုံပြည်နယ်ခွဲနယ်ရွှေလီမြို့ပြည်သူအစိုးရကရှမ်းပြည်နယ်ရှိငလင်ဘေးသင့်ပြည်သူတွေအတွက်ကြက်သိန်း6600တန်ဖိုးရှိလူသုံးကုန်ပစ္စည်းတွေထောက်ပံ့လူထမ်းခဲ့တယ်လို့ဌာနဆိုင်ရာနဲ့နှိဆက်သူတွေကပြောပါတယ်။တရုတ်ဝေရွံ7သိန်းကာလပေါက်ဈေးကြက်သိန်း6600လောက်တန်ဖိုးရှိတဲ့လူသုံးကုန်ပစ္စည်းမျိုးစုံနဲ့စေဝါပစ္စည်းတွေလူထမ်းပေးတယ်လို့ဌာနဆိုင်ရာနဲ့နှိဆက်သူတူကပြောပါတယ်။အဲ့ဒီပစ္စည်းတွေကိုနေဆက်ကိတ်ကနေတစင်မတ်လ29ရက်နေ့ညနေပိုင်းကလာရောက်လူရန်ခဲ့တာဖြစ်ပြီး လူရန်ပစ္စည်းတွေကိုရှမ်းပြည်နယ်အတွင်းကငလင်တဘာဝဘေးနံထိခိုက်ခံရတဲ့ပြည်သူတွေအတွက်ဖြစ်ပြီးရွက်ပြင်တဲ့စားနေရိတ်ခါအိယာကင်းနဲ့အမိုးကပြင်းစေဝါးတွေပါဝင်တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံအစိုးရအနေနဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်းဘေးကြုံနေရတဲ့မြန်မာနိုင်ငံကိုတရုတ်ငွေယွမ်တန်းတရားတမိုးရှိငလင်ဘေးအန္တရာယ်ကယ်ဆယ်ရေးအရေးပေါ်ပစ္စည်းတွေထောက်ပံ့ကူညီမှာဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံရဲ့သတင်းထုတ်ပြန်ချက်အရသိရပါရရှင် ဘကိုးတိုင်းဝေါ်မြို့နယ်ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ညောင်ခါရှိစစ်စေးဂိတ်နာမှာမတ်လ31ရက်နေ့မနက်ပိုင်းကစစ်ကောင်စီရင်နဲ့ရဲသားရင်တို့ရင်သုံးသီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား6ဦးအပါအဝင်စုစုပေါင်း10ဦးဒဏ်ရာရရှိခဲ့တယ်လို့ခီးသွွားရင်မောင်းတွေကပြောပါရယ်။ဘကိုးတိုင်းဝေါ်မြို့နယ်ဘက်ကနေမွန်ပြည်နယ်ဘက်ကိုမောင်းနှင်လာတဲ့စစ်ကောင်စီကဟာ မြောက်ခါရှိကိမ့်မှာတန်းစီနေတဲ့ခီးသည်တင်ပရိုဘော့ကားတစီကုန်တီ၁၂ဘင်းကား၂စီးတို့ကိုဝင်တိုက်ပြီးတိမ်းမောက်သွားခဲ့တာလို့ဆိုပါရယ်။ရင်တိုက်မှုကြောင့်စစ်ကားကိုမောင်းနှင်လာတဲ့စစ်သားနဲ့စစ်မေ၅ယောက်ဒဏ်ရာရရှိပြီးပရိုဘော့ကားပေါ်ကရင်မောင်းအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတို့ဒဏ်ရာရရှိခဲ့ကာစိုက်ထိုဆေးရုံကိုပို့ဆောင်ထားတယ်လို့ရင်မောင်းတစ်ယောက်ကပြောပါရယ်။ရင်တိမ်းမောက်မှုကြောင့်အတိုက်ခံရတဲ့ပရိုဘော့ရင်နဲ့၁၂ဘင်းကားတို့ဥကောင်းပိုင်းကျင်းမောက်သွားပြီး လမ်းပိတ်ဆို့ကနှစ်ဖက်သွားလာမဲ့ခီးသွွားကားတွေပိတ်မိနေတဲ့အတွက်စောင့်ဆိုင်နေရတယ်လို့ခီးသွွားရင်မောင်းနေစီကနေသိရပါတယ်ရှင်ယူကရိန်းနဲ့ပြစ်ခတ်ရစဲရေးသဘောတူဖို့ရုရှားကိုယောပတန်တမန်တွေကမတ်လ31ရက်နေ့မှာတိုက်တွန်းခဲ့ပါတယ် ပြည်ထောင်ပြည်ထောင်တို့ညှိနှိုင်းဆောင်ရွက်နေတဲ့ယူကရိန်းငြိမ်းချမ်းရေးအတွက်ထိမ့်သိမ်းရေးတပ်ဖွဲ့တွေခြားတိုင်းကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းရမှာယူကရိန်းနိုင်ငံမှာနိုင်ငံသားတပ်ဖွဲ့တွေပဲအချိန်မှာထားတင်နေဆိုတာကိုဆုံးဖြတ်ဖို့ကယူကရိန်းအစိုးရပေါ်မူတည်တယ်လို့ပိုလန်နိုင်ငံသားဝန်ကြီးကပြောပါရယ်ယူကရိန်းနိုင်ငံအရေးစပိန်နိုင်ငံမဒရစ်မြို့မှာကျင်းပတဲ့ဥရောပနိုင်ငံသားဝန်ကြီးများအစည်းအဝေးတိုင်မှာသူကအခုလိုပြောခဲ့တာပါ ပြောပထိတ်တန်းတန်တမန်ကာယာကာလစ်ကရုရှားကိုချစ်ကြည်ရေးအတွက်စေတနာပြဖို့တိုက်တွန်းခဲ့ပြီးသုံးနှစ်ကြာသွေးထွက်သံယိုပြိပခါကိုအဆုံးသတ်ရေးရုရှားဆိုရကိုဖိအားပေးဖို့အမေရိကန်ကိုတောင်းဆိုလိုက်ပါတယ်စပိန်နိုင်ငံသားရေးဝန်ကြီးကယူကရိန်းနိုင်ငံအတွက်ငွေကြေးထောက်ပံ့နိုင်ရေးဥရောပမှာထိမ့်သိမ်းထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုတုံ့ပို့သူ့အစိုးရကတိုက်တွန်းပေးနေရလို့ပြောပါရယ်။ထိမ့်သိမ်းထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုတုံ့နာကိုရုရှားကယူကရိန်းကိုပေးဆောင်ရမယ့်အနာဂတ်စစ်ရောကြေးဖြစ်ယူဆနိုင်တယ်လို့လည်းသူကထည့်သွင်းပြောခဲ့ပါရယ်။ ြည်ထောင်နိုင်ငံသားရေးဝန်ကြီးကရုရှားဟာငြိမ်းချမ်းရေးရကျင်စိတ်ရှိမရှိနဲ့ပတ်သက်ပြီးအမေရိကန်ကိုရှင်းရှင်းလင်းလင်းတုံ့ပြန်မှုအကြွေးတင်ထားတယ်လို့ပြောပါရရှင်။ န်ယူပြည်သက်ဘွဲ့ဟာလာမယ့်ဧပြီလ6ရက်နေ့မှာကစားမယ်။မန်စီးတီးနဲ့မန်ချက်စတာဒါဘီမှာအသင်းပိုင်ရှင်ကလေးစားမိသားစုကိုထပ်မံဆန္ဒပြသွားဖို့စီစဉ်နေပါတယ်။ The 1958ဆိုတဲ့မန်ယူအသင်းပြည်သက်ဘွဲ့ဟာပြီးခဲ့တဲ့လပိုင်းကကစားခဲ့တဲ့အာဆင်နယ်နဲ့ပွဲစဉ်မှာလည်းပိုင်ရှင်ကလေးစားမိသားစုကိုဆန္ဒပြခဲ့ပြီးအခုတစ်ခေါက်ဆန္ဒပြမှုဟာကြီးမားတဲ့တရားမှုတစ်ခုဖြစ်လာမယ်လို့ယုံကြည်ကြောင်း1958ကပြည်သက်အူကပြောပါတယ်။ မယူသင်းကိုအရင်ကလိုစုပလားတွေရယူနိုင်တဲ့အသင်းအသင်းဖြစ်ပြင်းပြင်းချင်းပြီးအသင်းရဲ့ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ပူရဲပိုင်ရှင်ကလေးစားမိသားစုကိုအသင်းကနေလုံထွက်ဖို့1958ဖွဲ့ကဆန္ဒရှိနေတာဖြစ်ပါတယ်ရှင်။ဒီဗီဗီရုံးမြင့်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားခဲ့ရတာပါမနက်၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတင်ဆက်ပေးပါဦးမယ်ကျွန်မကတော့ဒီဂျူလိုင်မှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် င်တန်ကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အပတ်အစဉ်ထုံးလင်းတင်ဆက်ပေးနေကြဖြစ်တဲ့ပြီးသူအစားပါဇက်အငှားပေးစာများဖတ်ကြားခြင်းတော့တူ DVB အစီအစဉ်စတင်လိုက်ပါပြီခင်ဗျာဒီတစ်ပတ်မှာကျွန်တော်နဲ့အတူတူဖတ်ကြားပေးမဲ့သူကတော့မမမုံပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမမမုံရေဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော် DVB ပြည့်တဲ့အားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်ပါတယ်ရှင် ဟုတ်ကဲ့ပါဒီတစ်ပတ်အတွက်ပေးစာတွေထဲကမှပထမဦးဆုံးဖတ်ကြားပေးခြင်းတဲ့စာကတော့စကိုင်းတိုင်းဖောင်းမြင်မြို့နယ်တွေက